ရှိလူကခရိယံကျမ်းခန်းကြီးဆက်ကွန်အငယ်20ဖာရီရှဲတို့ဒီလာ၍ဘုရားသခင်ဤနိုင်ငံတော်တည်အပေကာလမှဒီပါမည်နည်းဟုမေးလျှောက်ကြလင်ယေရှုကကောင်းကင်နိုင်ငံတော်တည်မျက်မြင်တော်ရနိုင်မတည်ဤရ၌ကြည်ပါထိုရ၌ကြည်ပါဟုပြောเสียအခွင့်မရှိအကြောင်းမူကားဘုရားသခင်နိုင်ငံတော်တည် ်တင်းတို့အထင်းနဲ့ရှိတည်ဟုမိန်တော်မူ၏ဒီဖြစ်ပြအကြောင်းလေးဖြစ်ပါတယ်ဒီရှင်လူက၁၉ရက်အငယ်20ကပြောထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီယေရှုခရစ်တော်ဖျားဤလောကကိုကြာဆင်းလာတဲ့အချိန်မှာဒီပါရီရှဲတို့ကမိကြရဲ့ဖျားခင်နိုင်ငံတော် တီးတဲ့အဘေကာလမှတီးပါမည်နီဘုရားခင်နိုင်ငံတော်ကဘယ်အချိန်မှတီးမှာလဲလို့မေးရခါမှာယေရှုဘုရားကပါပြောလဲဆိုတော့ကောင်းကင်နိုင်ငံတော်ဒီမျက်မြင်အရာနိုင်မတီးတဲ့ဒီကောင်းကင်နိုင်ငံဟာတဲ့မျက်မြင်ရတဲ့မှတီးတာမဟုတ်ဘူးတဲ့ဤရနိုင်ကြည်ပါထိုရနိုင်ကြည်ပါဟုပြောစရာအခွင့်မရှိတဲ့ ဟိုရက်မှရှိတယ်ဒီရက်မှရှိရလို့ပြောစရာအခွင့်မရှိဘူးတဲ့အကြောင်းမူကားဖျားခင် နိုင်ငံတော်ဒီတင်တို့ဤအထဲ၌ရှိသည်ဟုမိန်တော်မူ၏တဲ့ယေရှုခရစ်တော်ဖျားကမိန်တော်မူတယ်ဖျားခင်ဤနိုင်ငံတော်ကတဲ့တင်တို့ထဲ၌ရှိတယ်ဒါကြောင့်ဒီဖျားခင်ရဲ့နိုင်ငံတော်ကိုဝင်ဖို့ဒီလိုအပ်တဲ့အရာက ရှုဖတ်တော်ဖျားကိုမိမိအထက်မှာအရှင်သခင်ကဲတင်ပိုင်ရှင်ဖြစ်နှုတ်ဖြင့်ခေါ်ပိတ်လက်ခံဝန်ခံခြင်းအဖြစ်နေရာပေးခြင်းအဖြစ်ရရှိမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ဖျားအမိန်ထားတယ်။ဖျားခင်ရဲ့နိုင်ငံတော်ဟာတင့်ရထဲမှာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဖျားရဲ့နိုင်ငံတော်ကိုဝင်စားဖို့ ရန်အတွက်အဓိကလိုအပ်တာကကျွန်တို့ရဲ့အထက်မှာတင့်ထဲမှာယေရှုခရစ်တော်ဖျားကိုနေရာပြီးခြင်းတာအရေးကြီးကြောင့်ဒီဖျားရဲ့စကားတော့ဒီအဖြစ်ပြက်လျားဖြစ်ဒါတတိထူထားတာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ဖျားကိုအရှင်သခင်ကယ်တင်ပိုင်ရှင်ဖြစ်မိမိအထက်မှာစိတ်နှလုံးပြည့်ယုံကြည်နှုတ်ဖြုတ်ခေါ်ဖဲလက်ခံဝန်ခံရင်ဒီအပြင်ကြီးရဲ့အနေလွမြောက်ခြင်းအခွင့် နောက်တမလုံးထက်စိတ်ချမှုထောက်ထားတက်ကိုရရှိမှာဖြစ်တယ်။ဖျားခင်းနိုင်ငံတော်ထဲမှာဝင်စားခြင်းမှာဖြစ်တယ်။ဖျားခင်းနိုင်ငံတော်ထဲမှာအမိစီရင်ပါခြင်းခွင့်ရရှိမှာဖြစ်တယ်။ဒါကြောင့်ဆုတောင်းပါဘယ်လိုဆုတောင်းမလဲဆိုယေရှုခရစ်တော်ဘုရားကျွန်ုပ်အထဲမှာကျွန်ုပ်အထဲမှာခြင်းကိုဆုဆက်နေရယူတော်မူပါ။ယေရှုခရစ်တော်ဘုရားကို အရှင်သခင်ကယ်တင်ပိုင်ရှင်ဖြစ် နေရပေးပါရဲ့။ ယေရှုခရစ်တော်ဘုရားကိုကျွန်ုပ်စိတ်လုံးသားရဲ့မှာနေရာပေးပါရယ်ယေရှုခရစ်တော်ဘုရားကျင့်ဝတ်ဆုဆက်နေရာယူတော်မူပါခင်ယေရှုဘုရားနာမတော်၌အာမင်လို့ဝန်ခံဆုတောင်းရင်တင့်ထဲမှာသာရတဲ့ရရှိမှာဖြစ်တဲ့တင်ကကောင်းကင်နိုင်ငံတော်ဝင်စားရတော့အခွင့်ရရှိပြီးအတမုန်နဲ့စိတ်ချခြင်းအပြင်ငယ်ကနေလွမြောက်ခြင်းအခွင့်ရရှိမှာဖြစ်ကြောင်းဒီအဖြစ်ပြလေးယေရှုခရစ်တော်ဘုရားရဲ့ စကားတော့အကြောင်းကိုတတိခံခြင်းဖြစ်ပါတယ်အားလုံးပြခင်ကောင်းချီးပေးပါစေ